အင်္ဂလာပါညီကိုတို့ Not Today Football Official Page ကနေချူဆိုပါရယ်။အော်တိုဘာလ၁ရက်နေ့မှာ Champion League ဒုတိယနေ့ပွဲချုပ်ခမန်း၄ပွဲတင်ဆက်ပြီးသွားမယ့် video လေးပဲဖြစ်ပါရယ်။အဲ့ဒီပွဲချုပ်ခမန်း၄ပွဲကတော့လက်ရှိပုံတွေကကျွန်တော်ရွေးချယ်ထားတဲ့၄ပွဲပဲဖြစ်ပါရယ်။ဆိုတော့ပွဲချုပ်ခမန်းအစီအစဉ်လေးမစခင်မှာကျွန်တော် member အကြောင်းလေးပြောချင်ပါရယ်။ဆိုတော့ September 16ရက်နေ့ကစတင်ခဲ့တဲ့ member result ကကျွန်တော်တို့မနေ့က ချက်စီးပေါ်ရွေးချယ်ခဲ့တာဖြစ်တယ်။ Total ပွဲဆိုရင်ကျွန်တော်တို့15ပွဲရွေးချယ်ခဲ့တယ်။အဲ့ဒီထဲမှာ17ပွဲနိုင်ခဲ့တယ်၊၄ပွဲရှုံးခဲ့တယ်။ဇက်ကတော့ပုံတွေကအတိုင်းပဲဖြစ်ပါတယ်။ဆိုတော့မပန်ဝင်ကျင်တဲ့ညီကူတွေရှိရဆိုရင် Special Choice VIP Tip ဒီနေ့ညတပွဲရှိပါတယ်။မပန်ဝင်ကျင်တဲ့ဆိုရင်တညတာကောင်5000ကျပ်ဖြင့်မပန်ဝင်လို့ရပြီးတော့တလားစာဆိုရင်တော့အော်တိုဘာလကုံအထိ9000ကျပ်ဖြင့်မပါဝင်လို့ရပါတယ်မပါဝင်ခြင်းနဲ့ညီကိုနေနဲ့လက်ရှိကျွန်တော်အခုပြထားတဲ့ Viber သို့မဟုတ် Telegram လာခဲ့ပြီပါဆိုတော့ Viber သို့မဟုတ် Telegram မှာလာပြီးတော့ Member လာရောက်ဝေကြီးလို့ရပါတယ်ပွဲချုပ်ခံမှန်း၄ပွဲကျွန်တော်တို့စလိုက်ရအောင် အစင်းတဲ့တန်းလေးပဲကျွန်တော်တို့စလိုက်မယ်ပထမအဆုံးပွဲဘာစီလိုနာနဲ့ PSG ဆိုတော့ဒီပွဲမှာကျွန်တော်ဘာကြိုက်လဲဆိုတော့ဘာစီလိုနာကြိုက်ပါတယ်ကြီးလဲပြောင်းလာတယ်နေ့လေတုန်းကတလုံး60အနိုင်လောက်ရှိတယ်ညနေရောက်တဲ့အခါမှာအခုဆိုရင်ဒါတလုံး90အနိုင်ဝင်းကျင်လောက်ပဲရှိတော့တယ်ဆိုတော့ဘာကြောင့်ဘာစီကြိုက်ရလဲဆိုတော့နှစ်သင်းလုံးမှာဒီတိုက်စစ် ဒဏ်ရာရကစားသမားတွေရှိတယ်ဒါပေမဲ့ PSG ကပို့ပြီးတော့စိုးရလို့ပြောလို့ရတယ်ပေါ့နော်လူနာပူများတယ်လို့ပြောလို့ရတယ်ပြီးတော့အဝေးကွင်းကလည်းကဲမ်းမှာဖြစ်တာကြောင့်မလို့ PSG ဘက်ကကြည့်လိုက်မယ်ဆိုရင်အဖက်ဖက်ကနိုင်နေပြီးတော့ဘာစီလိုနာဘက်ကပြန်ကြည့်လိုက်မယ်ဆိုရင်အဖက်ဖက်ကအသာစီးရနေတယ်အင်ကွင်းမှာလည်းကဲမ်းမှာဖြစ်တယ်ကြည်လေပြင်းပြင်းလေးပေးထားတယ်လို့ပြောလို့ရတယ်ပေါ့နော်တကောအသာနဲ့နိုင်90ခန်းလုံးပဲနိုင်မယ်နှစ်ကောအပြည့်နိုင်မှာအပြည့်နိုင်မယ်ဆိုတဲ့အနေထားမျိုးဖြစ်တာကြောင့်မလို့ကျွန်တော်ကတော့ဒီနေ့ညပွဲဘာစီနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်မို့ပထမဆုံးပွဲကတော့ဘာစီလိုနာဘော်ဒီဖြစ်ပါတယ်ဒုတိယပွဲ လေဗာကူဇင်နဲ့ PSV ဆိုတော့ဒီဘက်မှာဆိုရင်ကျွန်တော်ရွေးချယ်မှုက5ပေါင်းရွေးချယ်ခြင်းပါတယ်အကြိုက်က5ပေါ်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့နှစ်သင်းစလုံးက5သွင်း5ပေးအနေထားတိုက်စစ်အားတက်တဲ့အသင်းတွေ5ပေါ်5မြူးတဲ့အသင်းတွေဖြစ်တာကြောင့်မလို့ကျွန်တော်ကတော့ဒီပွဲကိုနှစ်သင်းလုံး5သွင်းမယ်ဆိုတဲ့အနေထားမျိုးနဲ့5ပေါ်ရွေးချယ်ပြီးပါတယ်။ပေါက်ကြီးကတော့၃လုံးတည်းဖြစ်ပါတယ်။တတိယပွဲမိုနာကိုနဲ့မန်စီးတီးမိုနာကိုဆိုတဲ့အသင်းကပြင်သစ်လိမှာ ဂိုးပေါ်အဆော့ဆုံးအသင်းလို့ပြောလို့ရလက်ရှိသူတို့အသင်း20ထဲမှာဂိုးပေါ်အဆော့ဆုံးအသင်းပေါ့နော်ဂိုးလည်းရှေ့သွင်းတယ်ဂိုးလည်းရှေ့ပေးတယ်ဆိုတဲ့အနေအထားမျိုးပြီးတော့ဒီနေ့ပွဲမှာမန်စီးတီးနဲ့မိုနာကိုပွဲမှာဂိုးပေါင်းပေါက်ကြီးကမနက်က3လုံး40ဝန်းကျင်လောက်ကနေမှာအခုညနေရောက်လာတဲ့အခါမှာ3လုံး60လောက်ထိကိုကြေးပြင်းလာတယ်ကြေးတက်လာတယ်လို့ပြောလို့ရတာပေါ့နော်ဆိုတော့ဒါကမိုနာကိုရဲ့အဲဂိုးသွင်းဂိုးပေးဂိုးပေါ်စရိုက်ရှိနေရဲ့အချင်းလေးကြောင့်လေကိုပေါင်းကြည့်ရပူပြီးတော့မြင့်လာတယ်ဆိုတော့တချို့မလို့ဒီနေ့ပွဲမှာမူနာကိုအိမ်ကွင်းလေးဖြစ်တာကြောင့်မလို့ထုံးစံတိုင်းပဲ သူတို့ခန့်စစ်ကဂိုးပေးရမယ်တိုက်စစ်ကလည်းဂိုးရကောင်းရနိုင်တယ်မန်စီးတီးကတော့ဒါပြောရမလို့ပေါ့နော်မိုနာကိုသာတကူရခဲ့ရင်မန်စီးတီးကအော်တို2ဂိုးလောက်လိုက်သွင်းမဲ့အနေအထားမျိုးအသေးမျိုးဖြစ်တာအကြောင်းမလို့ကျွန်တော်တို့တတိယပွဲမိုနာကိုပွဲလေဂိုးပေါ်ရွေးချယ်ပေးပါတယ်ကျွန်တော်ကတော့ဂိုးမျိုးမဲ့ပွဲလို့ပဲထင်ပါတယ်ဆိုတော့မိုနာကိုပွဲလေဂိုးပေါ်ဖြစ်ပါတယ်၄ပွဲမြောက် ဗီလာရီယားနဲ့ဂျူဗင်တက်ဆော်တီနီပွဲရဲ့ပေါက်ကြီးကအထူးတလည်အပြောင်းလဲမရှိဘူးပထမနေ့လည်းကဗီလာရီယားက level 45ပြားလောက်ပေးထားတယ်ညနေရောက်တဲ့အခါမှာ level 35ပြားလောက်ဖြစ်လာတယ်ဆယ်ပြားလောက်ပဲကြီးကျသွားတယ်ဗောလေဒီနေ့ပွဲမှာကျွန်တော်ကတော့ဗီလာရီယားကအင်ရှင်ဖြစ်တယ်အရှင်အသာချက်ရှိရဆိုပေမဲ့လည်းကျွန်တော်ကတော့ဂျူဗင်တက်ကိုတရားသေးမှာတော်တော်လေးတိုက်စစ်တူတက်လာတဲ့အသင်းလို့ကျွန်တော်ခန့်စားမိလေဖီလာရီရဲ့တကူးသွင်းခဲ့မယ်ဆိုရင်တော့မှ ဂျူဗင်တက်အနေနဲ့တကူပြန်လိုက်သွင်းနိုင်တဲ့အနေအထားမျိုးရှိလို့ကျွန်တော်ကယုံကြည်တယ်။ဒါကြောင့်မို့ဒီနေ့ပွဲမှာဂျူဗင်မရှုံးနိုင်ဘူးလို့ကျွန်တော်ခံစားမိတယ်။အဲတည်ကြမယ်ဆိုကြတာကျွန်တော်တို့အနေနဲ့ level 40ဝန်းကျင်လောက်တော့အနိုင်ရမယ်ပေါ့လေ။ဆိုတော့ဒါကြောင့်မို့ကျွန်တော်ကတော့မရှုံးလောက်ဘူးဆိုတော့ခံစားချက်ကြောင့်အဂျူဗင်တက်ကလည်းဒီရတီမှာတိုးတက်လာတဲ့အသင်းတစ်သင်းပိုကောင်းလာတဲ့အသင်းတစ်သင်းလို့ကျွန်တော်ယုံကြည်ထားတာကြောင့်မို့လို့ဒီနေ့ပွဲမှာဂျူဗင်မရှုံးဘူးလို့ကျွန်တော်အာခံမမိပါတယ်ဒါကြောင့်မလို့နောက်ဆုံးပွဲအတိုက်ကတော့ဂျူဗင်တက်ဘော်ဒီဖြစ်ပါတယ်ဒီနေ့ရွေးချယ်ခဲ့တဲ့လီဘွဲကိုပြင်ပြီးအနည်းချုပ်ကြည့်မယ်ဆိုရင်ဘာစီလိုနာဘော်ဒီလီဗာကူဆင်ကိုပေါ့ မူနာကိုကိုပေါ်ဂျူဗင်နက်ဘော်ဒီဆိုအဲ့လေးဘွဲ့ပဲဖြစ်ပါတယ်မောင်တွဲချင်တဲ့ညီကိုလေးဆိုလဲဒါမောင်တွဲလို့ရအောင်ကျွန်တော်လေးဘွဲ့ထိရွေးချယ်ပေးထားတယ်မောင်တွဲဆိုရင်ဒါလေးစင်းစလုံးကိုမောင်တွဲလို့ရတယ်ဘော်ဒီသမားတွေဆိုရင်လဲဒါတိုင်နေတဲ့ရာကိုအကြိုက်တူတဲ့ဘွဲကိုရွှေ့ပြီးတော့ထုတ်လို့ရတယ် special choice vmb tip member ဝင်မယ်ဆိုရင်တော့ကျွန်တော်အခုအပေါ်ပါပြထားတဲ့အပေါင်း63လုံး135ခုခု38ဆိုတဲ့ fiber သို့မဟုတ် telegram ဆက်သွယ်ပေးပါအဲ့ဒီမှာကျွန်တော်အမြဲရှိပါတယ်တကယ်လို့ကျွန်တော်နဲ့စကားပြောခြင်းနဲ့ဆွေးနွေးခြင်းနဲ့အကြံဉာဏ်တောင်းခြင်းတာမရှိရဆိုရင်လည်းကျွန်တော်ဒီ personal ဖုန်းနံပါတ်ဖြစ်တဲ့ Viber သမုဒ္ဒရာ Telegram လာခဲ့ပါကျွန်တော်အရင်မှအမြင် online ရှိတယ်စကားပြောလို့ရတယ်ပွဲအကြောင်းတွေဆွေးနွေးလို့ရတယ်ညီကိုဝေးတိလူပါမေးလို့ပါလို့လည်းမေးလို့ရပါတယ်ကျွန်တော်ဘက်ကအမြင်နဲ့ online ဖြစ်နေပါတယ်ပြီးတော့ကြီးညာစရာရှိတာကကျွန်တော်စီမှာ one is နဲ့ပတ်သက်ပြီးတော့အကောက်ဖွင့်တာ unit အသွင်းထုတ်လုပ်တာတွေလုပ်လို့ရပါတယ်ဆိုတော့ one is နဲ့ပတ်သက်လို့ unit အသွင်းထုတ်လုပ်တာတွေအကောက်ဖွင့်တာတွေလုပ်ချင်တဲ့ဆိုရင်ကျွန်တော်လက်ရှိအခုပြထားတဲ့ Viber သမုဒ္ဒရာ Telegram လာခဲ့ပြီပါကျွန်တော်ကိုယ်တိုင် agent လုပ်တာဆိုတဲ့အကြောင်းလို့ညီကိုရအားလုံးယုံကြည်စိတ်ချလွှာအပ်ပြီးလို့ရပါတယ် မနက်၈ခွဲ၉နာရီလောက်ကနေမှည၁နာရီခွဲ၂နာရီလောက်ထိ service ပေးပါတယ်ဗျအော်တိုဘာ၁ရက်နေ့အော်တိုဘာရဲ့လအဖွင့်လေးကိုအနိုင်လေးနဲ့ကျွန်တော်တို့စလိုက်ကြမယ်နိုင်မယ်ဆိုလဲရှင်ကြည်ပါတယ်အလုံးပဲညီကိုလေးကတ်ကောင်းပါစေကွလက်ပါကျွန်တော် page လေးကိုလည်း like and follow လုပ်ထားပြီးပါ comment မှာ telegram channel link လေးချထားပြီးမယ် telegram channel တဲကိုလည်း join ထားလို့ပြပါတယ်ဖိတ်ခေါ်ပါတယ်ဗျကွလက်ပါ